ဒေါ်စန်းစုကြည်ပြောတဲ့ပျော်တော်စက်ပုံပြင်ဒေါ်စန်းစုကြည်မွေးနေ့နီးလာတော့မွေးနေ့အထိတ်မှန်လှုပ်ရှားမှုတွေတစ်ခုပြီးတစ်ခုခက်စိတ်စိတ်လေးလှုပ်လာကြတာတွေ့ရတယ်အသက်80ဆိုတာရှားပါလူကြီးစင်းရင်ဝင်ဒီမှာမှအန်တီကထူးချွန်ထင်ရှားသူအဖေလိုပဲတိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့သူတိုင်းပြည်ကိုအုပ်ချုပ်ခွင့်ရတော့ရခိုင်မြစ်တာနဲ့အုပ်ချုပ်သွားသူဒီနေရာမှာအန်တီမွေးနေ့အမှတ်တရအန်တီပြောခဲ့တဲ့စကားရက်တချို့ ြံပြောင်းအောင်မေတ္တသပြောပြခြင်းပါလေမွေးနေ့ဆိုတာနဲ့ပတ်သက်လို့ဆူတောင်းကြတာတွေနဲ့သက်ဆိုင်လို့အန်တီမွေးနေ့68နှစ်ပြည်တော်ကပြောခဲ့တာပါမိုးပေါတိုင်းကိုမသိနိုင်ပေမဲ့မိုးပေါများအားနဲ့စိမ့်လန်းဆူပြပါတည်းကျမကိုမွေးနေ့ဆူတောင်းတွေမွေးနေ့လက်ဆောင်တွေပို့သသူများထဲမှာမိမိတို့မြစ်တာစီရီနာနဲ့ပို့သတာတွေကိုကျမသိမှသိပါလိမ့်စားလို့စဉ်းစားတာရှိပါလိမ့်မယ်အမှန်ပြောရရင်အမိတိုင်းအမိတိုင်းကိုကျမမသိပါဘူး ဒါပေမဲ့ပို့သတဲ့မြေတားတွေကိုတော့အ ਨੇ လေးမှမကြံခန်းစားရပါတယ်။ဒါဟာကျမရဲ့ယုံကြည်ချက်ပါပဲ။မြေတားနဲ့ပေးတဲ့စုတိုင်းဟာထိရောက်ပါတယ်။ကောင်းကင်ကကြလာတဲ့မိုးပေါက်တိုင်းကိုမသိနိုင်ပေမဲ့ဒီမိုးပေါက်တွေရဲ့စုပေါင်းအားနဲ့ကဘာမြေကြီးစိမ့်လန်းဆူပြေသလိုပါပဲ။ညပြလာတဲ့မြေတားစေရနာရှင်များရဲ့အားနဲ့ရှင်သန်နေတယ်လို့ပြောရင်မမှားပါဘူး။အနီတော်ဆန်းစုကြည်ဟာသူ့အလောက်ကင်နေရမှာနိုင်ငံရေးသမားလို့ဖြစ်ခဲ့ပေမဲ့တကယ်တော့သူငယ်ငယ်ကစိတ်ကူးရင်ခဲ့တာဒီလိုမဟုတ်ပါဘူး။ ခီးသွားတက်တာနှလုံးထက်မပိုတဲ့အတိတ်ကကြတဲ့ပစ္စည်းတွေခီးသွားဖို့အတွက်လုံလောက်တဲ့ငွေပမာဏနဲ့အပူပင်ကင်းကင်းခီးကြီးတွေရှောက်သွားခြင်းသူပါကျေပြောလာတဲ့ကဘာအနှံ့ချေဆန့်ခြင်းသူပါနိုင်ငံရေးလောကထဲမထင်မှတ်ဖဲရောက်သွားပြီးနိုင်ငံရေးသမားဖြစ်တော်လဲနိုင်ငံရေးလောကမှာအာဏာရလိုသူတွေဟာအင်မတန်အန္တရာယ်ကြီးသူတွေလို့သုံးသပ်ပြောကြခဲ့မှုတယ်အာဏာဆိုတာပါလေလက်တွေ့ကြကြပြောရမယ်ဆိုရင်ကိုယ့်ရဲ့အလိုဆန္ဒကိုတည်ရမှုရှိနိုင်စေခြင်းပါပဲယာရုအင်အားကြောင့်ပဲဖြစ်ဖြစ်ဒနာအင်အားကြောင့်ပဲဖြစ်ဖြစ် မိမိရဲ့ပတ်ဝန်းကျင်အပေါ်မိမိဆန္ဒလျောက်လွှမ်းမိုးနိုင်ခြင်းဟာအာဏာပါပဲတခြားသူတွေရဲ့ဘဝကိုချုပ်ကန်နိုင်စွမ်းရှိခြင်းပါပဲအာဏာရှင်တဦးဟာဘဝပေါင်းများစွာကိုလွှမ်းမိုးချုပ်ကန်ပြီးလူသားပေါင်းများစွာရဲ့ချမ်းသာမှုကိုဖျက်ဆီးနိုင်ပါတယ်မိမိကိုယ်တိုင်ကချမ်းသာတယ်မခံနိုင်တဲ့လူညံ့ဖြစ်နေတာကိုတော့သတိမပြုမိပါဘူးအများကောင်းချိုးအတွက်လှုပ်ဆောင်ရမယ့်တာဝန်ကိုမိမိစိတ်ဆန္ဒအရသုံးစွဲရမယ့်အခွင့်အရေးလို့အထင်လွဲမှုကစတဲ့ပျက်စီးမှုပါပဲအန်ဒီဂျိုပြောခဲ့သလိုအာဏာယူတိုက်ကြောင် အခုတော့တိုင်းပြည်လဲကစောင်းကနေနေဖြစ်ပြီးပြိုပြက်လူချင်းနေပါတနေ့ကလူငယ်တယောက်အလွန်ကျွံရေးသလိုတတိုင်းပြည်လုံးဒုက္ခဆဲဖြစ်နေတဲ့ကဘာပေါ်ကတကူတီးသောတိုင်းပြည်အန်ဒီကကိုနဲ့မတန်တာမမှန်းဖို့ပုံမြင်တပုတ်ပြောပြခဲ့ပါသေးတယ်ဇလန်းကဒီလိုင်းကြောင့်လည်းထုတ်ဖို့ဒေါန်ဆန်းစုကြည်နဲ့ဥဝင်းတင်တို့တိုင်းပြည်ဆွေးနွေးရတာအဆပြေတယ်ဆရာကဒီမိုကရေစီလိုင်းလုံးကြီးအင်အားနဲ့ရုံပြန်ဟတ်မှုကိုစားပြုပြီးဒီလိုင်းကြောင့်နဲ့နာမည်ပေးတယ် ပြီးတော့ဂျားနယ်မှာဘယ်လိုစာတွေထည့်မယ်ဘယ်အခန်းတွေပါမယ်စသဖြင့်ဆွေးနွေးပြောဆိုနေတာကိုကြည့်ပြီးအန်တီကသတင်းစာသမားပီတာပါပဲလို့တွေးမိတယ်။ပြီးတော့သူဖတ်ဖူးတဲ့အရှိလက်ပိုင်းကပုံမြင်တဲ့ဘုတ် ပြောပြတယ်။တခါကဘရင်ထံပါအမြဲခါစားရတဲ့ပျော်တော်ဇက်တစ်ယောက်ကသူ့ဘရင်နားနေနေတာကြာပြီးဘရင်နဲ့နိုင်ရင်ဝင်လို့ပြောဆိုဆွေးနွေးကြတာကြားကြားနေတယ်။သူ့စိတ်ထဲသူလည်းနိုင်ရင်ဝင်လို့လို့ဖြစ်နေတာပဲအမြင်ရောက်ပြီးဘရင်ကိုရှောက်တယ်။ဘရင်ကနိုင်ရင်ဝင်လို့ချင်တဲ့ပျော်တော်ဇက်ကိုတန်တမန်တစ်ဖွဲ့လာတော့လှုပ်လိုက်တယ်။ ကဲသွားစီအဲ့ဒီတန်ဖွဲ့ကိုကျိုးစုံနေရာချထားစီပျော်တော်ဆက်ကပျော်ပြီးထွက်သွားတယ်နန်းတော်လည်းပြန်ရောက်တော့သူ့တန်ဖွဲ့ကိုနေရာချထားပေးခဲ့ပြီလို့ရှောက်တယ်ဘယင်းကတန်ဖွဲ့မှာဘယ်နှယောက်ပါသလဲဘယ်သူတွေပါသလဲမေးတယ်ပျော်တော်ဆက်ကသွားစုံစမ်းလိုက်အောင်မယ်ဆိုပြီးထွက်သွားတယ်ပြန်လာတော့ဘယ်ယာတို့တွေနဲ့ဘယ်နှယောက်ပါလို့ရှောက်တယ်ဘယင်းကသူတို့ကဘာတွေလုပ်ချင်ကြလဲတိုင်းပြည်ရဲ့ဘယ်နေရာတွေကိုသွားချင်ကြတာလဲမေးတော့စုံစမ်းလိုက်ပါဦးမယ်ဆိုပြီးထွက်သွားပြန်ရော့ ပြန်လာတော့ဘာတွေလှုပ်ခြင်းနဲ့ဘယ်နေရာတွေသွားခြင်းနဲ့ဘရင်တန်အခါစားလဲဝင်ခြင်းနဲ့လို့ပြောပါတယ်ဗောဘာတွေဆွေးနွေးခြင်းလို့အခါစားဝင်လို့တာဒုံးလို့ဘရင်ကမေးတော့သွားစုံစမ်းလိုက်ပါဦးမယ်ဆိုပြီးထွက်သွားပြန်တယ်